ဒီဟင်းဆိုရကျွန်တော်တကယ်အရန်ကြိုက်တာပေါ့နော်ဒီဟင်းကိုကျွန်တော်တကယ်ရန်ကြိုက်တယ်အဲ့ဒီလိုမျိုးထမင်းစားရရဲ့အရန်ကိုစားလို့ကောင်းတာပေါ့နော်အရန်ဆိုရကျွန်တော်တကယ်ချင်းခဏခဏချစ်ကြွေးတယ်ပေါ့နော်အဲ့ဒီလိုမျိုးကျွန်တော်ကြိုက်မှန်းသိလို့ပေါ့နော်ဒါကြရင်ခရမ်းချင်သည်ကိုခရမ်းချင်သည်ဟာဗလဲမယုတ်သည်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်โอเคជីជីလမ်

ถ้ากินน้อยก็ใส่น้อยนะน้ำมันอันนี้เป็นพริกของพม่านะคะ เผ็ดน้อยมาก แต่ให้สีแดง เราใส่เยอะเลยค่ะ เขาเรียกว่า ไอเซ์มงใส่ขมเเยยออะมิ้นนิดนึงค่ะก่อนผัดเลยนะคะกะปินิดเดียว ชูรสนิดนึงชูรสนิดนึงค่ะ ใส่ตามใจชอบนะคะรสชาติตามใจชอบผัดเริ่มเข้าที่แล้วนะคะเราใส่น้ำกันนะ เราเห็น เด็กที่บ้านใส่สีผสมอาหารด้วยนะคะเพื่อความน่ากินเพื่อสีแดงก็ไม่รู้ว่าเขาใส่เพราะอะไร แต่ว่าเห็นว่าเขาใส่นะทำตามไปเลยจ้าแดงไปเลย ดิเจ๊ล่ะเออ စားချစ်ဆရာကြီးဖြစ်တော့ပြီပေါ့နော်တကယ်ကျွမ်းတယ်နော်음ဒီဟင်းကိုတော့ကျွန်တော်တကယ်ကြိုက်တယ်ပေါ့နော်ကျွန်တော်ဒီဟင်းကိုဘယ်လိုပုံစံမျိုးလဲဆိုရင်အခုလိုမျိုးချစ်ချစ်ပြီးသားပြီဆိုရင်ဒီဗါလဲကျွန်တော်တို့ကတော့နန်းနန်းလို့ခေါ်တယ်ပေါ့နော်အဲ့ဒီအပင်ကိုနောက်ပိတ်ဆိုရင်ခြားတော့မယ်ဆိုလို့ရှိရဲ့အဲ့ဒီအပင်ကိုများများလေးအပိုင်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 ပြီးတော့ထည့်ပြီးတော့ဒီအိုးချတော့မယ်ဆိုတာကျွန်မအဲ့ဒီဟာလေးကို ထည့်မယ်ဆိုရင်အရန်ကိုမှဟင်းရမှုကြိုင်လာတာပဲပေါ့နော်အဲစားတဲ့အခါကြာရင်လည်းအဲ့ဒီဒီနန်နန်ပင်ရဲ့အနံ့လေးကအရန်ကိုမှမှုနေတယ်ပေါ့နော်ဆွဲဆောင်မှုအရန်ကောင်းတယ်ပြီးရင်အဲ့ဒီအပင်ကိုကြိုက်လဲကြိုက်တယ်ပေါ့နော်အဲ့ဒီအပင်ကိုကြတော့ဗာလဲအဲ့ဒီအပင်ကစားရင်လည်းอืมจ้ํามายีเนี่ยแหละหลูดิเนี่ยจ้ํามายีเนี่ยแหละหญิ่ญ่ดเลยปะเนาะไอ้นั่นๆเป็นสรุปว่าเราเจอรู้สึกที่ใต้ အာအဲ့လိုမျိုးအတို့အမြုပ်အတို့တွေပါလေလှုပ်ပြီးတော့စားတယ်ပေါ့နော်ကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်ဒီဟင်းကိုတော့တော်တော်ကြိုက်တယ်ပေါ့နော်ဒီဟင်းအရင်ဆိုရင်ခဏခဏစားရတယ်အခုတော့မစားရတာအရန်ကိုကြာသွားပြီပေါ့နော်တနေ့လောက်ကိုယ်လိုက်ချစ်ပြီးစားကြည့်အောင်မပေါ့နော်မစားတာတော့တော်တော်ကြာနေပြီပေါ့နော်အာမချစ်ဖြစ်ဘူးအဲ့လိုမျိုးဆိုတော့တယောက်တည်းဆိုတော့ဘယ်လိုပြောရမလဲတခါတလေလည်းအပြင်ဆိုင်နေမှာပဲများတယ်ပေါ့နော်စားတာတောက်တာကတော့โอเคဆိုအောင်ကြည့်ကြည့်မယ်ဒီမှာ ไปทานข้าวมันချက်မတတ်တဲ့သူတွေဆိုရင်ဒီဗီဒီယိုဖိုင်အောင်ကိုစုံစုံအောင်ကြည့်ပြီးတော့ကိုယ်တိုင်ချက်စားလို့ရတယ်နောက်တစ်ခုကอืมကိုကချက်ပြုတ်ဝါဒနာပါတယ်တွင်ဒီထမင်းဆိုင်တွေပါတယ်ဖွင့်မယ်ဆိုလို့ရှိရင်လည်းဒါလေးတွေကိုကြည့်ပြီးတော့အာဒါလေးတွေကိုကြည့်ပြီးတော့ချက်တတ်ပါသေးပေါ့เนาะโอเคဒါထိုင်းမှလေးတရားတော့ဒီမျိုးချက်တတ်တဲ့ဆိုရင်တော့ကျွန်တော်တို့မြင်ပါပြီဒါလေးချက်တတ်ပါတယ်โอเค ណាសាមអូខេឡើង